ရေပြင်းမှုနဲ့တဝဲထူစီဝိုင်းဆိုဒေတာကဧကနေရွာနာမှာစစ်ကောင်စီတန်းနဲ့တွန်လိုက်တက်တို့ဒီကနေ့မေလ29ရက်နေ့မနေ့ပိုင်းကစလို့နှစ်ဘက်တိုက်ပွဲဖြစ်နေပါတယ်။မေလ21ရက်နေ့ကစလို့ရေပြင်းမှုဘက်ကနေလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တွန်လိုက်တက်တို့ဟာဒီကနေ့မနေ့7နာရီလောက်မှတစ်ချိန်နဲ့နေ့လယ်7နာရီလောက်မှတစ်ချိန်နှစ်ဘက်ပစ်ခတ်မှုဖြစ်နေတယ်လို့နဘူးလေဒေတာခံမြို့သမီးတူကပြောပါတယ်။ အေးစကောင်စီစကြောမှာအင်အားတရာလောက်ရှိပြီးဝဲချောင်းရွာဘက်ကနေဧကနီရွာနာအထိဒေါ်လာတိုင်ဝင်လာတာလို့ဧကနီရွာသားကပြောပါတယ်။ဒါကြောင့်ဒူဝဲထူစီဝိုင်းဇိုစီမန်ကြီးအေရာထဲရှိတဲ့ဝဲချောင်းခမောင်းချောင်းဧကနီရငေဝစွန်တော်စားရီဂျီဝါငါရွာကဒေသခံတွေဘီလိုရာထွက်ပြေးတိရှောင်နေကြရတာပါ။စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့ဟာ တဝဲထူစီဝါရေးဆိုကိုပို့ပေါအကောင့်ထဲပေါ်ဖို့သဘောတူညီမှုရရှိခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့မလာကစပြီးစစ်ကောင်စီတပ်ကအင်အားတိုးရလဟာတဝဲထူစီဝါရေးဆိုဒေတာတွင်စစ်ကြောင်းထုံနေတယ်လို့အင်အားထပ်ဖြည့်တာတွေလည်းလှုံ့ဆော်လာနေပါတယ်